အားလုံးပဲမင်္ဂလာပါသမွန်ချန်နယ်ကနေပြီးတော့ပြန်လည်ပြီးတော့မှကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့တိတ်ပံဇလန်းတွေတဲ့အလိုမျိုးစိတ်ကူးရင်စမ်းတဲ့မေကွန်းတစ်ခုကိုအတူတူဆွေးနွေးသွားကြပါမယ်ဂျူသားတွေကနေအောင်ကြီးအစားစက်ကြောလာရောင်ကြီးကိုစားသုံးပြီးတော့အသက်ရှင်နေနိုင်သလားဆိုတဲ့မေကွန်းမှာဖြစ်နိုင်လားမဖြစ်နိုင်ဘူးလားဆိုတာကိုတိတိကျကျမသိရသေးပါဘူးဒီကိစ္စကိုကျွန်တော်တို့အတူတူလေ့လာကြည့်ကြရအောင်ပါတကယ်လို့ဒီအကြောင်းအရာလေးကိုကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော်တို့ရဲ့သမွန် channel ကို subscribe လုပ်ဖို့မမေ့ပါနဲ့ ဆိုတော့ဗီဒီယိုလေးစလိုက်ကြရအောင်ပါစကြဝဠာရောင်ကြီးဆိုတာအာကာသထဲမှာအလင်းရဲ့အမြန်နှုံးနှီးပါနဲ့တွားနေတဲ့စွမ်းအင်မြင်အမှုမွားတွေပဲဖြစ်ပါတယ်။အများစုကတော့စကြဝဠာတွေကကြယ်ကြီးတွေပေါက်ကွဲတာတွင်းနဲ့တွေနဲ့အခြားစွမ်းအင်ပြင်ထွက်ပေါ်တဲ့နေရာတွေကနေပြီးတော့လာတာပါ။ ဒီအမှုတွေမှာပရိုတွန်းအက်တန်တွေရဲ့ဥတိုင်းနဲ့အီလက်ထရွန်တွေပါဝင်ပါတယ်သူတို့ကကမ္ဘာလေထုထဲကိုဝင်လာတဲ့အခါမှာဒုတိယအမှုတွေကိုထုတ်လုပ်ပေးပါတယ်ဒီအရာတွေကမမြင်နိုင်တဲ့ခရမ်းမီးကြောက်တွေလိုမျိုးအာကာသအရေရနေပြီးတော့အဆက်မပြတ်ပေါက်ကွဲနေတာပါဒီလိုအဆက်မပြတ်စီးဆင်းနေတဲ့စွမ်းအင်ဟာသီအိုရီအရဆိုရင် အလွန်ပြင်းထန်တဲ့စွမ်းအင်အရင်းမြစ်တစ်ခု ဖြစ်လာနိုင်ပါတယ် ဒီနေရာမှာကဘာပေါ်ကတက်ရှိတွေဟာနေအောင်ကြီးကိုအဓိကထားပြီးတော့ရှင်တန်နေကြတာပါအပင်တွေကနေအောင်ကြီးကိုအသုံးပြုပြီးတော့အစာအချက်လုတ်ကြပါတယ်အဲ့ဒီအပင်တွေကိုတခြားသတ္တဝါတွေကပြန်စားကြပြီးတော့နေအောင်ကြီးစွမ်းအင်ကိုဆက်လက်သိယူကြပါတယ်ကျွန်တော်တို့ရဲ့ဇီဝစနစ်တစ်ခုလုံးဟာနေအောင်ကြီးနဲ့အလုံးလုံးဖို့ဖန်တီးထားတာပါဒီဖြစ်စဉ်ကအနှစ်ပေါင်းများစွာကြာအောင်ဆင့်ကဲပြောင်းလဲလာခဲ့တာပါဒီအတွက်ကြောင့်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ဟာနေအောင်ကြီးစွမ်းအင်ကိုအကောင်းဆုံးအသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ် ဒါပေမဲ့ဂျိုသားတွေအနေနဲ့အကြတော့စက်ကြဝဠာရောင်ကြီးကိုအသုံးပြုမယ်ဆိုရင်တော့လုံးဝကိုကွဲပြားတဲ့ဇီဝဖြစ်စဉ်တစ်ခုလိုအပ်ပါလိမ့်မယ်။ အပင်တွေရဲ့အစာချက်လို့မှုဟာနေရောင်ခြေကနေပြီးတော့လာတဲ့အလင်းစွမ်းအင်ကိုအသုံးပြုကြတာပါ။ဆက်ကြဝလာရောင်ခြေကတော့အလုံးကိုပြင်ထန်ပြီးတော့အရာဝတ္ထုတွေကိုဖျက်ဆီးပစ်နိုင်ပါတယ်။သူတို့ရဲ့စွမ်းအင်အဆင့်ကအတန်တွေကိုပျက်စီးစေပြီးတော့ DNA ဝေါရောင်ဖျက်ဆီးပစ်နိုင်ပါတယ်။ဒါကြောင့်အာဂတယင်မှုတွေဟာအကာအကွယ်မှုတွေအများကြီးလုပ်ကြရတာပါ။ဒီလိုဆက်ကြဝလာရောင်ခြေကိုအသုံးပြုမဲ့တက်ရှိတွေကတော့ပြန်လည်ပြင်ဆင်နိုင်တဲ့စနစ်ကောင်းလေးရှိရမှာပါ။ အဓိကပြဿနာကစွမ်းအင်ကိုရယူယုံတယ်မကပင်နဲ့ဖျက်ဆီးခံရခြင်းမရှိဘဲအသုံးပြုနိုင်ဖို့ပဲဖြစ်ပါတယ်။ဒါကလျှက်ဆီးကိုမိသီးတဲ့ထဲ့ဖို့စူးစမ်းနေတာနဲ့ဆင်တူပါတယ်။စကြဝဠာရောင်ကြီးကဆဲတစ်ခုကိုအလွယ်တကူပြက်ဆီးစေနိုင်ပါတယ်။ဂျူသားတွေကတော့ဒီလိုစွမ်းအင်တွေကိုဘေးကင်းစွာဆုပ်ယူပြီးတော့အသုံးဝင်တဲ့ပုံစံတစ်ခုအဖြစ်ပြောင်းလဲဖို့နေလန်တစ်ခုလိုအပ်ပါလိမ့်မယ်။ဒါကကြံတန်းနဲ့စွမ်းအင်ကိုထိန်းချုပ်ပြီးတော့ကောင်းကျိုးအတွက်အသုံးပြုရတာနဲ့အတူတူပါပဲ။ ဒီလိုဂျိုသားမျိုးတွေဟာကျွန်တော်တို့လိုကာဗွန်အခြေခံတက်ရှိမျိုးမဖြစ်နိုင်ပါဘူး။ဘာလို့လဲဆိုတော့ကာဗွန်အခြေခံမော်လီကျူးတွေဟာစက်ကြဝဠာရောင်ခြင်းနဲ့ထိတွေ့ရင်အလွယ်တကူပျက်စီးသွားနိုင်လို့ပါ။သူတို့ရဲ့ဆဲဖွဲ့စည်းပုံနဲ့ DNA ကလည်းဒီလိုပြင်းထန်တဲ့ဓာတ်ရောင်ခြည်တံကိုခံနိုင်ရင်ရှိရမှာပါ။ဒါမှမဟုတ်ကာဗွန်ထက်ပိုပြီးတော့ကောင်းမွန်တဲ့ဓာတ်ပေါင်းဆီလီကွန်တွေအခြေခံပြီးတော့ဖွဲ့စည်းထားတဲ့သက်ရှိမျိုးလည်းဖြစ်နိုင်ပါတယ်။ဒါဆိုရင်သူတို့ဟာကျွန်တော်တို့ထက်အများကြီးပိုပြီးတော့ခံနိုင်ရင်ရှိကြပါလိမ့်မယ်။ ောက်ထပ်ဖြစ်နိုင်ခြေတစ်ခုကတော့ဒီသက်ရှိတွေဟာရောင်ကြီးကိုတိုက်ရိုက်မဆုပ်ယူဘဲနဲ့ရောင်ကြီးတွေကတခြား dressing တွေနဲ့ဓာတ်ပြုတ်ပြီးတော့ထွက်ပေါ်လာတဲ့စွမ်းအင်ကို အသုံးပြုတာမျိုးပါဥပမာကဘာလိုကောက်ခွဲမှုမရှိတဲ့ဂျိုမျက်နှာပြင်တစ်ခုမှာဆက်ကြော်လာရောင်ကြီးတွေကတက်ပြုတ်ပြီးတော့ထွက်လာတဲ့စွိုင်းတွေကိုစားသုံးနိုင်အောင်ပြောင်းလဲလာတာမျိုးပေါ့ဒါစွိုင်းအင်ကိုတွေ့ဝိုက်တဲ့နီးနဲ့ရယူတာဖြစ်ပြီးတော့ပို့ပြီးတော့ဘေးကင်းနိုင်ပါတယ်ဒီဖြစ်စဉ်ကို chemosynthesis ဓာတုတက်ပေါင်းခြင်းလို့ခေါ်ဆိုနိုင်ပြီးတော့ဆက်ကြော်လာဖြစ်စဉ်တွေကနေပြီးတော့စွိုင်းအင်ရယူတာမျိုးပါ ဒီလိုတက်ရှိမျိုးတွေကကျွန်တော်တို့စိတ်ကူးထဲအထက်အများကြီးကိုကွဲပြားနေမှာပါသူတို့ကနေတဆင်းထက်ဒါမှမဟုတ်ဂျိုတလုံးကိုတော့လိုအပ်မှာမဟုတ်ပါဘူးအာကာသတွေကဗလာနတ်တိနေရာမှာတော့ရှိနေနိုင်ကြပါတယ်ဒီအချက်ကိုခဏလောက်စဉ်းစားကြည့်ကြရအောင်အာကာသတွေမှာလွင့်မြောင်းနေပြီးတော့အမှုအမွှားလေးတွေကိုစုပ်ယူစားသုံးနေတဲ့တက်ရှိတွေပါသူတို့ဟာစကြဝဠာရဲ့နေရာလွတ်တွေကိုလှည့်လည်သွားလာနေနိုင်တဲ့တက်ရှိတွေဖြစ်နိုင်ပါတယ်ဒါဟာကျွန်တော်တို့တက်ရှိဆိုတဲ့အတိတ်ပဲဖွင့်ဆိုချက်ကိုပြောင်းလဲစေနိုင်ပါတယ် ဒါကြောင့်ဒီကိစ္စကယူသွေရကြတယ်လို့ထင်ရပြီးမယ်သိပ္ပံကြီးကြတော့လောကမဖြစ်နိုင်ဘူးလို့မပြောနိုင်ပါဘူးကျွန်တော်တို့သိထားတဲ့တက်ရှိတွေနဲ့အများကြီးကြွာချာနေပြီမယ်လို့စကြဝဠာကြီးကအံ့ဩစရာတွေနဲ့ပြန့်နှံ့နေပါတယ်ကျွန်တော်တို့ရဲ့တက်ရှိပုံစံကကဘာပေါ်ကတိတက်ပတ်ဝန်းကျင်ကြောင့်ဖြစ်လာတာပါအခြားပတ်ဝန်းကျင်တွေမှာတော့တက်ရှိတွေကလုံဝကိုကွဲပြားနိုင်ပါတယ်စကြဝဠာရောင်ကြီးကိုအသုံးပြုတဲ့တက်ရှိတွေဟာကျွန်တော်တို့ရဲ့ဇီဝအဆိုင်အကန့်သက်ချက်တွေထက်ပိုမိုတဲ့ဖြစ်နိုင်ခြေတွေကိုတိုးချဲ့ပေးပါတယ် အရေးအကြီးဆုံးအချက်ကတော့စကြဝဠာရောင်ခြည်တွေကိုအသုံးပြုနိုင်တဲ့တက်ရှိတွေဟာလုံးဝကိုအသက်ဆန်းဖြစ်တဲ့ဇီဝဆိုင်ရာဓာတုစနစ်တစ်ခုလိုအပ်ပါလိမ့်မယ်။သူတို့ဟာစွမ်းအင်ကိုရယူခြင်းနဲ့ကာဝယ်ခြင်းဆိုတဲ့ပြဿနာနှစ်ခုလုံးကိုဖြေရှင်းနိုင်ရမှာပါ။ကဘာပေါ်ကအလွန်ကြမ်းတမ်းတဲ့ပင်လယ်ကျမ်းပြင်တွေမှာနေထိုင်တဲ့တက်ရှိတွေကိုကြည့်လိုက်ရင်သူတို့ဟာတခြားစွမ်းအင်အရင်းမြစ်တွေကိုတုံးနိုင်နေစွာကိုပြသနေပါတယ်။ဒါကြောင့်စကြဝဠာရောင်ခြည်တွေဟာလည်းဒီလိုအခြားစွမ်းအင်အရင်းမြစ်တစ်ခုဖြစ်လာနိုင်ပါတယ်။စကြဝဠာကြီးကတကယ်ကိုအရင်းမြစ်ပေါ်ကျွဲသွားပါတယ်။ သိပ္ပံပညာရှင်တွေဟာအခြားဂျိုးတွေပေါ်အသက်ရှိတွေကိုရှာဖွေတဲ့အခါမှာအောက်ဆီဂျင်ဒါမှမဟုတ်မီးသိမ်းလိုမျိုးကျွန်တော်တို့ရင်းနှီးတဲ့အရာတွေကိုပဲရှာဖွေနေကြတာပါကျွန်တော်တို့မသိသေးတဲ့အကျိုးသားမျိုးတွေအများကြီးရှိနေနိုင်တာကိုဒီအချက်ကပြသနေပါတယ်ဆက်ကြဝလာရောင်ကြီးကိုအသုံးပြုတဲ့အသက်ရှိတွေဟာဘာလက္ခဏာမှခြံထားမှာမဟုတ်ပါဘူးဒါကြောင့်ကျွန်တော်တို့ရဲ့လက်ရှိနည်းလမ်းတွေနဲ့ဆိုရင်သူတို့ကိုလုံးဝရှာမတွေ့နိုင်ပါဘူးဒီအချက်ကိုစဉ်းစားကြည့်ရင်လည်းစိတ်ပြတ်စရာကောင်းပါတယ် ဂျိုသားတွေကိုရှာဖွေရတာဟာကျွန်တော်တို့ရဲ့ယူဆချက်တွေကိုပြန်ပြီးတော့ပြင်ဆင်ရလို့တကယ်ကိုစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။စကြဝဠာကြီးကအကျေပြတ်ပြီးတော့꿰ပြပါတယ်။ဒါကြောင့်နှွေးထွေးတဲ့ဂျိုပေါ်မှာရှိနေတဲ့တက်ရှိမျိုးတွေပဲရှိမယ်ဆိုတာမဖြစ်နိုင်ပါဘူး။စကြဝဠာရောင်ကြီးကိုအသုံးပြုတဲ့တက်ရှိတွေအကြောင်းစဉ်းစားကြည့်ခြင်းအဖြစ်ပေါ့နော်။ကျွန်တော်တို့ဟာရှိနေနိုင်တဲ့တက်ရှိမျိုးစုံကိုစိတ်ကူးတွေနဲ့ပဲပုံဖော်နေတာပါ။ဒါဟာကျွန်တော်တို့ရဲ့တက်ရှိပုံစံကစကြဝဠာမှာတခုထဲသောတက်ရှိမျိုးမဟုတ်ဘဲနဲ့အထူးခြားတဲ့တက်ရှိမျိုးဖြစ်နိုင်နေဆိုတာကိုသတိပေးနေတာပါ။ ဒါကြောင့်ဂျိုသားတွေဟာဆက်ကြောက်လာရောင်ကြီးကိုစားသုံးပြီးတော့ရှင်းတန်းနိုင်သလားဆိုတာကိုကျွန်တော်တို့တိတိကျကျမပြောနိုင်ပေမဲ့ဒီဖြစ်နိုင်ချေကတော့တကယ်ကိုစိတ်ဝင်စားစရာကောင်းပါတယ်။ဒီအချက်ကကျွန်တော်တို့ရဲ့လက်ရှိသိပ္ပံအသိပညာထက်ပိုပြီးတော့ကျေပြတ်အောင်တွေးခေါ်ဖို့တွန်းအားပေးပါတယ်။ဆက်ကြောက်လာကြီးဟာအပြေရှားဖို့စောင့်ဆိုင်နေတဲ့အလိုအကျက်တွေနဲ့ပြင်ထက်နေပါတယ်။ဒီအကြောင်းအရာကိုသဘောကျတယ်ဆိုရင် like နဲ့ share လုပ်ပေးဖို့မမေ့ပါနဲ့။ဆိုတော့နောက်ဗီဒီယိုတစ်ပုဒ်မှပြန်ဆုံကြတာပေါ့။